လုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှကျွန်တော်ရဲ့ညီကောင်မောင်နှမများကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဇာတ်ဆရာကြီးရွှေဦးတောင်ရေးသားထားတဲ့ဟွာသုံးလုံးလို့မြည်ရတဲ့ဝတ္ထုလေးရဲ့စက်သိမ်းပိုင်းဖြစ်ပါတယ်ခင်ဗျာနာတော့တအဆင်ပြေကြပါအောင်ခင်ဗျာ ထိုစဉ်ခါကအဝါသုံးလုံးနှင့်ပတ်သက်၍အဟောဝေသောအဖြစ်အပျက်များသည်တနေ့ပြီးတနေ့ဆက်လက်ဖြစ်ပွားလျက်ရှိရာမြို့သူမြို့သားတို့အထူးသဖြင့်တုံလုံးချောက်ရှားစေသောတရင်တရက်မှာကရန်ကုန်ထောင်ကြီးမှတရက်ခန့်ခင်းစင်ဤလက်လို့ထပြေးသွားသည်ဆိုသောတရင်ပင်ဖြစ်လေသည် စုံထောက်ကိုတောင်းတယ်မှာဝါသုံးလုံးနဲ့ပတ်သက်သောသတင်းများကိုသူတစ်ပါးနီးတူအံ့ဩခဲလာသည်ဖြစ်ရာထိုသတင်းကိုသတင်းစာတွင်ပြည့်မြည်ရသောအခါတွင်မူကတောင်းနေသောကော်ဖီခွက်ပင်လွတ်ချလို့မတဲ့တုံလုံးချောက်ချခြင်းဖြစ်ခဲ့မိလေ၏သတင်းစာတွင်ဖော်ပြပါရှိသည်ကား တရားခံခင်စင်ကြီးမှာဝါသုံးလုံးနဲ့ဆက်သွယ်ခြင်းရှိလိမ့်မည်ဟုသင်္ကန်းမကင်းရှိနေသည့်ဖြစ်သောကြောင့်၎င်းအားစောင့်ချက်ရာတွင်အထူးတလဲတတိပြုစီမံထားရှိကြောင်း၎င်း၏ခန်းကိုဒုံးစံအတိုင်းတနာယီတစ်ခေါက်ကျဝင်ရောက်ကြည့်ုံနှင့်အားမရသောကြောင့်နာယီတဝက်လျင်တစ်ချိန်ကြည့်ရှုရန်စီမံထားခဲ့ကြောင်းနေနဲ့သုံးနာရီအချိန်တွင်လည်းထောင်မှန်ရရှိကိုယ်တိုင်အခန်းတွင်သို့ချောင်းကြည့်ရန်ဖောက်လို့ထားသောအပေါက်ငယ်မှချောင်းကြည့်သောအခါ တက်ခန့်ခင်စိန်ရှိနေသေးကြောင်းနနေ့6နာရီအချိန်တွင်အခန်းတကားကိုထုံးစံအတိုင်းဖွင့်သောအခါတွင်မူကားတက်ခန့်မှာအစအနားများမတွေ့မြင်ရတော့ကြောင်းပြေမောက်တန်တိုင်းများမှာနေရာမပြတ်ကောင်းမွန်စွာရှိနေသည့်ဖြင့်တကားကိုလည်းတစုံတရာအမျှနောက်ဆက်ဖြစ်စီထားသောအထိမ့်အမှတ်များမတွေ့ရကြောင်း ရခန်းဒီအုံနေရံပေါ်မှလည်းကြော်ထွက်ရံမဖြစ်နိုင်သည့်အပြင်မြေပြင်မှလျှောက်သွားခဲ့လျင်လည်းအဆောင်ရှောက်များပြင်းနေနေသောတကားကြီးသုံးနံကိုဖြန့်ထွက်မှသာဖြစ်နိုင်မည်ဖြစ်သောကြောင့်ဤသည်ဤနှင့်လွတ်မြောက်သွားသည်ကို မတွေးတော့တတ်အောင်ရှိနေကြောင်း ဝါသုံးလုံးသည်ဝန်ကြီးချုပ်များ၏အသက်ကိုလုံခြံမည်ဟုချိန်ချထားသောဤချိန်ခါမျိုးတွင်ဤကဲ့သို့အံပွေတရေဖြစ်လောက်အောင်အစွမ်းတက်သည့်ပြလိုက်ခြင်းဖြစ်သောကြောင့်အစိုးရအဖွဲ့ရောပလိတ်ဌာနဘက်ပါအထူးသဖြင့်တုံ့လုံခြောက်ခြားခြင်းဖြစ်နေကြရကြောင်းကိုတောင်းထဲမှာကော်ဖီကိုပင် ကုန်စင်အောင် မတောက်နိုင်တော့ပဲဦးလူတော်ထံသို့အပြေးလွှားထွက်လာခဲ့လေ၏ကိုတောင်းထံကကျွန်တော်ပြင်ယုံအောင်မယုံကြည်နိုင်တော့ဖြစ်နေပြီကောဗျာဧကံမုချထောင်ထဲမှာသူတို့လူရှိရမယ်ဦးလူတော်ရဲ့ ကျုပ်လည်းဒီတိုင်းတွေးနေတာပဲဘုလူတော်ဒီထိုစကားကိုပြောလိုက်တော့ခါ၌၎င်း၏မျက်နှာမှာအရေးကိစ္စကြီးသလောက်ပြပြတလေးရှိဟန်လက္ခဏာမရှိလေရကကုတောင်းတန်သည်ဒူဆန်သောကြည်ချင်းမျိုးဖြင့်ဥလူတော်အားတစ်ချက်မျှလမ်းကြည့်လိုက်သေး၏ကုတောင်းတန်သည်ဥလူတော်နှင့်ခွဲခွာပြီးနောက်နေရတိုင်တိုင်မရောက်ပဲရှိခဲ့သောမိမိ၏အလုတ်တိုက်သို့သွားလေရမိမိ၏အလုတ်ခန်းမှာပျို့ပြဲဖြစ်နေသည်ကိုတွေ့မြင်ရလေ၏ ၎င်း၏လုပ်တိုင်းမှာအပြင်မှလူများစာထည့်ခဲ့ရန်အတွက်စာဘုံတစ်လုံးတည်ခင်းထားရာစာဘုံကိုပြင်ကြည့်လိုက်သောအခါအနည်းဆုံးစာပေါင်း၁၄-၅၀ဆောင်နေစဉ်တွေ့ရှိနေမည်ဖြစ်သောစာဘုံမှာစာတစားဟုမျှမတွေ့ရပေဘလာဟောင်းလောင်းဖြစ်နေလေ၏ ထို့နောက်၎င်း၏စပွဲအံစွဲနှင့်မိခင်တစ်တာများမှလေဟောင်းလောင်းကြီးဖြစ်နေကြသည့်အပြင်စာရွက်စာနှင်းများမှလေကစင့်ကရေကျဲပြန့်လျက်ရှိလေတော့၏တို့ဖြစ်ရကတစုံတယောက်သောသူသည်မိမိ၏ပစ္စည်းများကိုမွေနောက်ထားကြောင်းထင်ရှားသည့်အပြင်ခြင်းကဲ့သို့မွေနောက်ခဲ့သောသူများလည်းအခြားမဟုတ်ခင်းစိန်ရင်ဖြစ်ရမည်ဟုကိုတောင်းတန်တွေးမိလေ၏ တို့ရရင်ကိုတောင်းနေနီတေချာတီထက်တေချာစီချင်းကတရဝင်ကိုခေါ်ယူမေးမြန်းကြည့်ရရုပ်ရည်ချောလာသည်ကိုတောင်းနေဤဈေးမကလေးသည် လုံခဲ့သောတနာ ਈ လောက်ကပင်တက်ခင်းလေးတို့ဝင်သွားသည်ကိုမြင်လိုက်ရကြောင်းခင်းစင်ရလုံးမှထပီးဒီကိုမိမိမသိရသောကြောင့်အလုံးလုံးသည်ထင်မှတ်၍ကြည်နေလိုက်ကြောင်းနှင့်တရဝင်ကပြောပြလေ၏ဒုက္ခကိုတောင်းနေသည်ဥလူတော်ထံဒုတိယအကြိမ်သွားရောက်ပြန်၍အပြည့်အပြည့်ချင်းရများကိုပြောပြလေ၏ ကျွန်တော်အခွင့်မပြောခဲ့တဲ့တင်ပြချက်တစ်ခုကိုယခုမှကျွန်တော်ပြောလိုက်မယ်ဥလူတို့ ကျွန်တော်သဘောအရတော့ဖြင့်ဝါသုံးလုံးဆိုတာမော်တော်ကားနဲ့ခေါ်ပြီးစကားပြောတဲ့လူပဲလို့တချို့ကပြောနေကြတော့လည်းပဲအမှန်တိုင်းမှာဝါသုံးလုံးစစ်ဟာတီးပြင်လို့မဟုတ်ဘူးကျွန်တော်တို့ခင်စိန်ကြီးဖြစ်ရမယ်ဥလူတို့ရဲ့ဟုတ်နိုင်ပါမလားဗျာဟုတ်တာမှဆေကားတော်ဟုတ်သေးတယ်ဒီဟာကိုရိပ်မိလို့သူ့ကိုကျွန်တော်ကတမင်ခေါ်ပြီးအလုပ်ပြထားတာခင်ဗျာ သူ့ကိုလက်ကင်ပြူထားရင်ဝါသုံးလုံးစီကိုရောက်ဖို့လမ်းဖြူနေတယ်လို့ကျွန်တော်တွေ့ပြီးသားပဲ ။ဒါဖြင့်ဘာကြောင့်သူ့ကိုအလုံးမထုတ်ပြစ်လိုက်တယ်လဲဗျာ။ထုတ်လောက်တဲ့အပြစ်မျိုးတစ်ခုကျူးလွန်ထားတာကိုခမညာ။ဒီအပြစ်မျိုးကျူးလွန်ထားပါရဲ့နဲ့ကျွန်တော်ကဆက်လက်ပြီးထားမယ်ဆိုရင်ကျွန်တော်ပါကြံစီရှိတယ်ဆိုတာကိုသူရိပ်မိသွားတော့မှာပေါ့ခမညာ။ဒါတော့လည်းဟုတ်ပါပြီရဲ့လီ။ကဲဒါတဲ့ဝင်းကြီးချုပ်အစည်းအဝေးမှာခမားကရှင်းလင်းပြောပြပြီးတဲ့အခါကျတော့ကျွန်တော်ကလည်းထူးထူးဆန်းဆန်းပြောပြเสียရှိသေးတယ်ဒီတော့မှပဲပြောကြဆိုရဲ့ ကိုတောင်းတယ်နီဥဒုတော်ထံမှထွက်လာခဲ့၍မိမိနေအိမ်သို့ရောက်သောအခါထက်မှန်၍အံ့ဩဝေရတခုတွေ့ကြုံရပြန်လေ၏အကြောင်းမူကားကိုတောင်းတဲ့အိမ်နေအိမ်ရှိသပွဲပြီးတော့စသောအိမ်ထောင်မှုများမှာတခုမကျန်ဖွင့်လင့်မွေနောက်ထားကြောင်းတွေ့ရပြန်သောကြောင့်ပေသည်တို့ဖြစ်ရကခင်းစင်းကြီးသည်ဆယ့်နှစ်နာရီသောအချိန်တွင်တွင်ထောင်ကြီးမှလွတ်ထွက်၍ကိုတောင်းတန်၏အလုတိုင်းနှင့်နေအိမ်များတွင်ဝါသုံးလုံးနှင့်ပတ်သက်သောစားရွက်စားလမ်းများကိုမွေနောက်ရှာဖွေပေးခဲ့ပြီးသည် ကိုတောင်းတယ်မှာသုတိဖြစ်စီကောင်းသည်ဖြစ်စီအကြံဉာဏ်ကောင်းကြီးတွင်ဟူသောအရေးချင်းကိုနိနေကာကချီးမွမ်းတတ်သောဝါဒနာရှိပေရကမိမိပစ္စည်းများကိုကြည့်ရှုရင်းဖြင့်တဲတော်တဲ့တငယ်မတဲတော်တဲ့တငယ်မစသဖြင့်ရေရွက်ကချီးမွမ်းလျက်ရှိလေ၏အစည်းအဝေးချိန်နီးကပ်လာလတ်တော့ကိုတောင်းတန်ဤအတင်းဝင်ရုံသို့ထွက်လာခဲ့ရာဇင်းညံဝရတွင်မောင်ညွန့်ဦးနှင့်တွေ့လေ၏ ောင်ညွန့်ဦးမှာဘုလူတော်ကမိမိရှင်းလင်းရမည့်ကိစ္စတွင် မောင်ညွန့်ဦးတယောက်ရှိခိုက်ပါပေသည်ဟုနိုင်ရင်ဝါအစီရင်ခံထားသောကြောင့်အပားတော်မြေကဖိတ်ခေါ်ထားခြင်းဖြစ်လေ၏လောကုန်းဆက်တာကြပြီးနောက်ကုတောင်းတန်နှင့်မောင်ညွန့်ဦးတို့သည် အစီဝေးခန်းဝါတွင်ရက်လျက်ရှိကြရာ ရုံးပြတာကထွက်၍ခေါ်သောကြောင့်ဝင်သွားကြသောအခါတွင်နိုင်ရင်ဝါနှင့်တကွအခြားသောဝင်းကြီးချုပ်များကိုတွေ့ရှိကြလေ၏တက္ကနာမြကြလက်တော်ဦးလူတော်နှင့်စုံတော်မင်းကြီးတို့ဝင်လာကြသည်နှင့်လူစုံလင်ခဲ့လေပြီ ။စုံတော်မင်းကြီးသည်နန်းရင်ဝန်နှင့်တခဏအမျှအတီတို့စကားပြောနေကြ၏။နောက်ဆုံး၌လူကြီးများသည်မိမိတို့နေရာတွင်အတီးတီးထိုင်မိကြသောအခါနန်းရင်ဝန်က "Gain Inspector ပြောစရာရှိတာကိုပြောနိုင်ပြီ"ဟုပြောလိုက်သည်နှင့်ဥလူတော်ကထိုင်ရာမှထားလေ၏။ဥလူတော်ကနန်းရင်ဝန်ကြီးနှင့်ဝန်ကြီးချုပ်အပေါင်းတို့ခင်ဗျာကျွန်တော်၏အလုပ်မှာစကားပြောရသောအလုပ်မျိုးမဟုတ်ပါသောကြောင့်ဈေးကပတ်ကုန်းနှင့်ပဋိပါစင်ကြီးအောင်မပြောတတ်ခြင်းကိုသိခံစေလိုပါသည်။ ဘာသုံးလုံးဆိုသူမှာကတားမြို့၌လူတက်မှုနှင့်ကြိုးမိန်ကြပြီးနောက်ကြိုးပြက်၍မတည်သည့်အတွက်တကြုံတသက်အပြစ်ဒဏ်သို့ပြောင်းလဲခံစေခဲ့သည့်ပိုဝအမည်ရှိဓမြတယောက်ပင်ဖြစ်ပါသည်။အမည်ရင်းမှာလူဝလည်းခေါ်ပါသည်။မောင်ဝလည်းခေါ်ပါသည်။ကြိုးမိန်ကြခြင်းက၎င်း၏အသက်မှာ23နှစ်နှင့်လေးလမျှသာရှိပါသေးသည်။တကြုံတို့ပို့ပြီးနောက်လူဝသည်ထောင်မှုတယောက်ကိုတက်၍ဖောင်ကလေးနှင့်ပင်လယ်ကိုဖြတ်ကူးပြီးလျှင်ယူရီးယားပြည်ထိုင်းနိုင်ငံသို့ဆိုက်ရောက်လာခဲ့ပါသည်။ ဘောဝါခေါ်လူဝသည်ယူရီးယားပြည်ထိုင်းနိုင်ငံတက်တော့ဘက်တွင်ဒေါကောင်းလုံးနှင့်နှစ်နှစ်တိုင်တိုင်လောက်ကိုင်းနေစဉ်တက်တော့ရာစီတယောက်ကိုငွေရစ်တောင်းသောအမှုနှင့်တပံထွက်ပြေးခဲ့ရပြန်ပါသည်၎င်းနောက်ဘောဝသည်မိဒီရဲ့ဒေတာတွင်ငုတ်ွယ်နေသည်မတိရပဲနှစ်နှစ်ကျော်ကျော်သုံးနှစ်တိုင်တိုင်ပြောင်းနေပြီးမှရန်ကုန်မြို့တွင်ဝါသုံးလုံးဟုသောအမည်နှင့်တဖန်ပေါ်ပေါက်လာပြန်ပါသည် ဘိုးဘွားသည်ဘာသုံးလုံးမြင်တဲ့အလုပ်လုပ်စဉ်တွင်အံ့ဩချင်းမောလောက်အောင်အစီအမံကောင်းခြင်းအပြင်ကိုယ်စလင်းနှင့်တပည့်များရောက်အောင်ပြုလုပ်ထားပါသည်သူ၏တပည့်များသည်တယောက်နှင့်တယောက်လည်းမသိသူ့ကိုလည်းမသိနိုင်ကြပါတပည့်ရှာနီးပါငွေလိုနေသောသူသို့မဟုတ်အပြစ်တစ်ခုဟုအတွက်တရားစွဲခံရမည်ဆဲဆဲဖြစ်နေသူများကိုရှာ၍၎င်းတို့အကြောင်းကိုစုံလင်စွာ ထောက်လန်းပြီးမှစာနှင့်ချင်း၍ကားစည်းပေါ်တွင် သူနှင့်ကိုယ်တိုင်တွေ့ဆုံစကားပြောကြရပါသည် တပည့်များအထူးသဖြင့်ရနိုင်သောလူတစုမှထောင်မှထွက်လာသည့်ရာဇဝတ်မှုပြစ်မှုကျူးလွန်မှုတို့များဖြစ်ပါသည်ထောင်ထွက်များမှာအလုံးလမဲ့များဖြစ်ကြသောကြောင့်ဘွားသုံးလုံးဤတပည့်များဖြစ်သွားကြသည်သာများပါသည်အိန္ဒိယအားဖြင့်ဘိုးအုံကို၎င်းခင်းစင်ကြီးကို၎င်းဆွေးငင်သွားခဲ့ခြင်းဖြစ်ပါသည်ဦးကျောက်ခေဆိုသူကိုလည်း ဤနေ့အတိုင်းဆွဲငင်အုံမြင့်ကြံစီတော်လေဥကြောက်ခဲမှာဘဝအပေါ်၌တစ္ဆာဖောက်ဖူးသူတယောက်ဖြစ်တော်ကြောင်းနောက်ဆုံးတွင်ဝါသုံးလုံးကအဆုံးစီရင်လိုက်ခြင်းဖြစ်ပါသည်ဤနေ့အတိုင်းအလုလုခဲ့ခြင်းအပြင်ဝါသုံးလုံးသည်ထိုစဉ်ကိုတောင်းတန်ကထိုင်နေရမှမထပဲဝါသုံးလုံးဟာသူ့ကိုယ်သူဘာကြောင့်ဝါသုံးလုံးလို့ခေါ်တယ်လေအင်းဝါသုံးလုံးခေါ်ခြင်းအကြောင်းကတော့သူ့လည်းပင်မှာမွေးကြီးကလေးကအနီဝိုင်းကလေး30ပါလာပါတယ်ခဲ့လူမလုံနဲ့တော့ခေါင်းကိုပြစ်ခွဲလိုက်မယ် ရှင်းတို့ပြောဆိုခြင်းဥလူတော်သည်ကိုတောင်းနေ၏ဥကောင်းကို၆လုံးပြုနှင့်ချိန်ထားလေ၏ထို့နောက်ဆက်လက်၍လက်ညှောက်ထားလိုက်ဆမ်းပါလှုပ်ပါတွတ်တွတ်လက်လက်လှုပ်ဆမ်းပါဟုပြောပြောဆိုဆိုနှင့်ဥလူတော်သည်ကိုတောင်းနေ၏လေပင်၌အမြဲစီပတ်ထားလေရှိသောမာဖလာအုတ်ကိုဆွဲဖြုတ်လိုက်ရပိုက်ဆံများခန့်ပမာဏရှိသော အနီဝိုင်းကလေး၃ဝိုင်းကိုအံဟောစွာနှင့်တွေ့မြင်ကြရလေ၏ ရခင်ကလေးကခင်စင်ကြီးတိုက်ချေတွင်ခင်စင်ကြီးကိုနှုတ်ဆက်၍အရှိမလျှောက်တော်သူသည်ဘုဒ္ဓတော်ဖြစ်ကြောင်းကိုစာဖက်သူများတို့ရိမ့်မိကောင်းရိမ့်မိကြလိမ့်မည်ဖြစ်ရာသူညကရုတ်တရက်ပေါ်ထွက်လာ၍တချို့ဖမ်းသွားသောလူ၃ယောက်တို့သည်အစီဝေခံနေသူဝင်လာကြ၍ကိုတောင်းနံကိုလက်ထိတ်ခံပြီးလျင်အခန်းပြင်သို့ခေါ်သွားကြလေ၏ ထို့နောက်ဦးလူတော်သည်စူးစား၍စကားပြောရခြင်းဖြစ်သောကြောင့်နပူးမှယူစီသောအချွေးများကိုလက်ကင်ပေါ်ဖြင့်တုပ်လျက်ထိုနေ့ဖို့ထိုမြတ်နှင့်ရက်ဆိုင်ထား၍မချင်းလင်းသောအချက်များရှိခဲ့လျင်နောက်တနေ့တွင်မှရှင်လင်းပြောပြခွင့်ပြုရန်တောင်းပန်ပြောဆိုလေ၏ထိုအခါဝင်းကြီးချုပ်ချို့တို့မှတိလူသောအချက်များရှိသေးသည်ဖြစ်၍ဦးလူတော်အားမိခွန်းများထုတ်အုံးမီပြုကြသေးရာစုံထောက်မင်းကြီးက ရှေ့မှရက်၍တိခန့်ကြဖို့တောင်းပန်ထားရလေ၏တောင်းပန်ပြစီဝင်းကြီးချုပ်များ ကျွန်ုပ်ဤလူဟာဘယ်လောက်ပြင်ပမဲ့မဲ့အလုပ်လုပ်ခဲ့တယ်ဆိုတာကိုကျွန်ုပ်တယောက်တည်းသိပါသည်ယနေ့ဖို့သိခံကြပါဦးနှစ်ဖြန်မှမေးစရာရှိတာများကိုမေးမြန်းကြပါမှန်ပြီလေမှန်ပြီလေလက်ဖြန်တော့မင်းကြီးရောဥလူတော်ရော ကျွန်ုပ်တို့နဲ့အတူလက်ဖက်ရည်တောက်ရင်ရှင်းလင်းပြောပြကြပါစို့ကောင်းလာပါပြီနိုင်ရင်ဝင်နေခင်ဗျာ၎င်းသောဥလူတော်သည်မောင်ညွန့်ဦးဤလက်မောင်းကိုဆွဲကင်လေးရဲ့အခန်းပြင်သို့ထွက်လာကြပြီတက္ကစီတစည်းပေါ်သို့တက်ကြပြီးလျင်မိမိနေအိမ်သို့မောင်းနေရန်ဥလူတော်ကအမိတ်ပေးလိုက်၏လမ်းခေး၌ ကျွန်တော်ပြင်ဒီတက်တက်မှာဒီတခါလူတခါဟာမှမအံ့ဩခဲရဘူးပါဘူးခင်ဗျာအံ့ဩရလုံးအကြည့်လို့လူကိုခေါင်းချောက်ချဖြစ်နေတော့တာပဲဟုတ်ပါရဲ့ခင်ဗျာ ကိုတောင်းတန်များဒီလိုဖြစ်နေမယ်လို့ဘယ်တော့တွေးမိတတ်မှာလဲခင်ဗျာဒီတွင်ဦးလူတော်ကမောင်းတွင်ပဲကမလဲတမျိုးလုံးတတိုင်းပြည်လုံးအံ့ဩကြရအောင်ပါပေါ့ဒီလိုဆိုရင်ကိုတောင်းတန်တဲ့ခင်စင်ကြီးဟာလုပ်ပေါ်ကင်ပဲဖြစ်နေတော့တာပေါ့နော်ဟုတ်တာပေါ့ဒါတက်ဒီအကြောင်းကိုဦးလူတော်ကဘယ်နည်းနဲ့ရိပ်မိထားတယ်ခင်ဗျာ အမှန်ပြောရရင်ကျုပ်ဆန်းကြောင့်မဟုတ်ဘူးမောင်ကြီးမိမေရဲ့အဆွမ်းကြောင့်ရေးမိတာမောင်ရဲ့မနေ့ညကမိမေကပြောပြတယ်။အော်ဒါဖြင့်ဦးရဲ့မိမေပြန်ရောက်လာခဲ့ပြီလားခင်ဗျာ။ရောက်လာပြီ။ဒါကြောင့်မောင်နဲ့တွေ့ရအောင်မောင်ကိုအိမ်ခေါ်သွားမလို့။ကောင်းပါလိခင်ဗျာတွေ့စမ်းချင်ပါလေ။ဒါထက်ခုတိုင်းဆိုရင်ခင်စင်ကြီးဟာတတိတတိဆိုးလို့ဆိုးလို့ဒါသွားပါတော့ကလားဦးရဲ့။ဝမ်းနေစရာကြီးပါလားဗျာ။ဝမ်းနေရအောင်ဟာမောင်နဲ့ခင်စင်ကြီးနဲ့ဘာဆိုင်လို့တော့မောင်ရဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင်ကိုကြိုက်ထားမိတော့ကိုဝမ်းနေရတာပေါ့ဗျာတဲဘူးကြတဲ့လူကြီးပါလားဟုလူကနေပြောလိုက်မိရလွန်မန်းတတိယသဖြင့်ပြန်၍တောင်းပန်ရသည်ဤဘူးလူတော်ကမူအနေငယ်များစိတ်မရှိဘဲသွားဖြစ်လျက်ရှိဤဘူးလူတော်ဤနေတို့ရောက်ကြတော့အခါဘူးလူတော်ကရှေ့မှဝင်လာ၍မေမေကြီးမောင်ညွန့်ဦးတယောက်ပါလာတယ်ထမင်းများကုကြွေပါအောင်ဟုပြောလိုက်ရရင်လူကနေလန်းအော်အော်လိုက်တန်းကိုမောင်ညွန့်ဦးချလိုက်ရသည်ဤ ထို့နောက်မောင်ညွန့်ဦးသည်တက်ခဲနေသို့ဝင်လာရာ အပေါဝါနိုင်ပင်ကျက်တီတီလေးရဲ့ရက်တန်နေလေတော့ဤအကြောင်းမူကားအခန်းတွင်၌မြို့ကြီးချုံမောလာပသောမိန်းကလေးတယောက်သည်ပြုံးရှင်သောမျက်နှာထားနှင့်မောင်ညွန့်ဦးဘက်သို့လှည့်ကားရက်နေလေရာ၎င်းမှာဝရမ်းပြေခင်စင်ကြီးပင်ဖြစ်နေသောကြောင့်ပေတည်းဖေဖေကဝန်ကလေးခေါ်လာမဲဆိုပြီးတလွဲလှုပ်လာတာကိုဖေဖေလို့ရင်ဒီလိုကြီးပဲမောင်ညွန့်ဦးမှာဖေဖေဟုခေါ်တီကိုကြားရပြန်သည်ဖြင့်တို့၍အံ့ဩနေပြန်လေ၏ထို့နောက်နားမလည်နိုင်သောအမူအရာမျိုးနှင့် ိမိတွေ့ရအောင်စိုးခေါ်လာပြီးဘယ်နဲ့ဖြစ်နေကြတာလဲခင်ဗျာထိုအခါခင်စင်ကြီးကရင်မောလေးအဖြစ်ဟုတ်ပါရှင်ဖီဖီကကျမတို့မေမေဆုံးပြီးကတည်းကသူ့ကိုကျမကမိခင်တပွဲပြုစုဆောင်ရှောက်ဖို့ရတယ်ဆိုပြီးမေမေလို့ခေါ်လာခဲ့တယ်ရှင်ကျမနာမည်အရင်ကလေမေမေပါရှင်လက်ဆက်တတော်ဥလူတော်နဲ့ရည်ရည်နဲ့ဟာမေမေပါရှင်ထားလိုက်ပါတော့လေကျွန်တော်တို့ဟိုနံမီကိုမဖြောက်နိုင်အောင်ဆွဲနေတော့မှာပဲတမိနဲ့အဖရယ်ဗျာကြည့်ကြစမ်းပါဦးလုံလဲလုံကြပါပြီဗျာ ကန်ကန်ဒီเจ้าနေနောက်မှပြောကြရအောင်ဖေဖေနဲ့ထမင်းစာလာရောက်မယ်ရှင်းအတွက်ပါပို့ချက်ထားတယ်ဝင်းစားတော့အောင်ကိုညုံရဲ့ကျမကိုယ်တိုင်ချက်တဲ့လက်ရာလေးဘုလူတော်ကပြုံးစီစီမျက်နှာထားမျိုးနဲ့နေနေရဲ့လက်ရာနော်တတိချာချာစဉ်းစားပြီးစားကြည့်ဗျမောင်းညုံဦးရဲ့ ကာဖာနှစ်ယောက်တို့မှရေနိုင်ပြုံးနိုင်တော့လေဘောင်ညွန့်ဥမာမူရှုတို့ရှန်တန်းဖြစ်လျက်ရှိရာရောက်ခမလောင်းဖြစ်မိလူကိုပူကြသည်ဟူယခင်ကပြောခဲ့မိသည့်အထွက်လေတို့ရည်မျက်နာပူလျက်ရှိနေလေ၏တို့ရတွင်ခင်စင်ရည်သည်ဘောင်ညွန့်ဥအဆက်ပြေးစေခြင်းကတကြောင်တိစေရန်တကြောင်ဖြင့်မိမိတို့၏အဖြစ်အပျက်များကိုရှင်းလင်းပြောပြနေလေ၏ဘဝသုံးလုံးစားပြီးပေါ်လာတော့ဖိဖိကိုခေါင်းဆောင်ပြီးစီမံမလားလို့မိကြီးကမေးတဲ့အခါမှာ ကျွန်မကအင်မတန်ခဲရင်မှတွေ့မြင်နေတော့လက်မခံပါနဲ့လို့ကိုဖြစ်သေးတယ်ဖြစ်ပေမဲ့မရဘူးဖြစ်ပေကစွတ်လက်ခံပြီးတော်တော်ကြာတော့သူတယောက်တည်းမတက်နိုင်လို့ကျွန်မကဝင်ပြီးကူညီခဲ့ရတာကိုကိုညွန့်ဦးရဲ့ကျွန်မကတော့အမေရိကန်လူစုအသင်းကြီးတွေအကြောင်းအများကြီးဖတ်ထားလေတော့တစ်စိတ်တစ်ပေါက်ရိပ်မိထားတာကိုရှင်ကျမကဝါသုံးလုံးလူစုတဲ့ဤကိုတရင်ကြရခြင်းကိုယ်တိုင်ရာဆွေးမှုကျุလူညင်အောင်ဆောင်ပြီးဝါသုံးလုံးနဲ့အဆက်ရအောင်ဖန်တီးခဲ့ရပါလေ ။ဒါနဲ့ရှင့်အဖေကိုမတက်မီ၃လလောက်ကဘာ၃လုံးစီကငွေညစ်တောင်းတဲ့စာရကလေးကကျမကရှင်တို့အိမ်ကြီးကြီးဥထွန်းတင်စီမှာစည်ရေးဝင်ပြီးလုခဲ့ရပါလေ။လုရချင်းအကြောင်းကသူ့အိမ်ကနေပြီးရှင့်အဖေနဲ့ဝါ၃လုံးအကြောင်းများကိုစောင့်ကြည့်ဖို့ပါပဲ။ရှင့်အဖေကိုဝါ၃လုံးကပြစ်တဲ့အတော့ကျမလည်းအနီးအနားမှာရှိပါလေ။တို့ပေမဲ့ကျမပြေးသွားတော့ဝါ၃လုံးရဲ့လူတရခါဟာကထွက်ပြေးနေလို့ကျမမမြင်လိုက်ရတော့ဘူး။ရှင့်ဖေတည်ဆုံးပြီးတဲ့နောက်မှာတော့ဥထွန်းတင်စီမှာကျမအလုပ်လုပ်ဖို့မလိုတော့ပါဘူး။ ဒါကြောင့်ဥထုံးတင်ရဲ့ပစ္စည်းကိုကျမကဝင်ခိုးပြီးဝါသုံးလုံးနဲ့ထက်ရိုက်ဆက်သွယ်ခြင်းပြုရအောင်ကြံစီခဲ့ရပါတယ်။သူ့ကြောင့်မို့အပေါင်းဆိုင်တွေကကျမထွက်လာတာကိုရှင်တို့မြင်လိုက်ချင်းဟာမတော်တဆမဟုတ်ပါဘူး။ဖြစ်ဖြစ်နဲ့ကျမနဲ့ကြိုတင်စီမံထားကြတဲ့ကိစ္စဖြစ်ပါတယ်။ခိုးမှုဖြစ်ပြီးတဲ့နောက်တရားသူကြီးကကိုတိုင်ခံဝန်ချုပ်နဲ့လွတ်ပြစ်လိုက်တဲ့အခါမှာကျမဟာနာမည်ပြတယောက်ဖြစ်လေတော့ကိုတောင်းထံကကျမတို့မျှော်လင့်ထားတဲ့အတိုင်းကျမကိုသူ့တပည့်တယောက်ဖြစ်အောင်ချိန်ချက်စီမံခဲ့ပါတယ်။ ။ပန်းချန်တော့မှကိုတောင်းတန်နဲ့ကျမနဲ့ချိန်ပြီးတွေ့ကြတော့ဖီဖီကခက်လန်းလန်းကမော်တော်ကားနဲ့စောင့်ကြည့်နေပါတယ်။မဟုတ်ဘူးလားဖီဖီ။ဟုတ်ပါတယ်မိမိ။ဒါနဲ့ဝါသုံးလုံးနဲ့ဆက်သွယ်မိတဲ့နေ့တပိုင်းနဲ့ဝါသုံးလုံးဟာကျမကိုဥပဝင်းစီမှာအလုပ်လုပ်ဖို့လှုပ်လိုက်ပါတယ်။ဝါသုံးလုံးကိစ္စကိုဆောင်ရွက်ရင်းဦးကျောက်ခဲရဲ့အိမ်ကိုကျမရောက်သွားလိမ့်တော့ဦးကျောက်ခဲတည်တဲ့ညကသူ့အိမ်မှာကျမရှိပါတယ်။ဒီဟာကကိစ္စမရှိပါဘူး။ဦးထွန်းတင်ကိုတတ်တဲ့ကိစ္စလုံးကဖြင့်ဝါသုံးလုံးရုံးမှလိုက်ပုံမပြောပါနဲ့တော့။ ကျမကိုတရားခံဖြစ်အောင်ဦးထွန်းတင်ရဲ့အိမ်ထဲကိုလက်နက်နဲ့တကွကျမကိုလွတ်လိုက်ပါလေဂါတက်ခဏနေပါအောင်ဗျာထောင်ထဲကထွက်လာခဲ့ပုံကိုပြောပြချင်ပါအောင်ဒါကဘာခက်တလဲရှင်ထောင်ပိုင်းအရာရှိကြီးကိုယ်တိုင်ကအစိုးရအမိနဲ့ကျမကိုဖွင့်လှုပ်ပြီးတော့ဌာနဥက္ကလိတယောက်လိုက်ပို့လိုက်တာကိုရှင်ထူကဥလူတော်ကကျုပ်ကအထူးခွင့်ရေးတွေတောင်းထားတယ်ဆိုတာဒီဟာမျိုးတွေလုပ်ဖို့ပေါ့မောင်ရဲ့ဒါနဲ့ခင်းစိန်ကြီးလွတ်လာလို့သူ့အိမ်ကိုမွေးနောက်ပြီးရှာတယ်ဆိုတာရှိသေး ကိုတောင်းတန်ကလန့်လာပြီးတော့တခါတည်းကိုထွက်ပြေးဖို့စီမံချသေးတယ်။ချုပ်ကဥအောင်ဖမ်းလိုက်လို့မိရတော့တာကိုမောင်ရဲ့နောက်တနေ့နိုင်နိုင်ရင်ဝန်ဒီဘူးလူတော်နဲ့ခင်းစင်ရီတို့ကိုလက်ဖက်ရည်တောက်ဖိတ်ကြားလေရ။ဘူးလူတော်ကမောင်ညွန့်ဦးကိုလည်းခေါ်ခဲ့နိုင်မယန်အခွင့်တောင်းတဲ့ဒီနေ့မောင်ညွန့်ဦးပါလိုက်ပါသွားရလေ၏။၎င်းလက်ဖက်ရည်ပွဲတွင်အကျိုးဝင်ကြီးချုပ်များလည်းရောက်ရှိကြလေ၏။လက်ဖက်ရည်တောက်ကြပြီးနောက်ဦးလူတော်ကဆက်လက်ရှင်းလင်းပြောပြသည်မှာ ဒီလိုပါခင်ဗျာစုံတော့ကိုတောင်းတန်းဆိုတဲ့လူဟာဘာသုံးလုံးလူတက်မှုများနဲ့တပြိုင်တည်းပေါ်လာတဲ့သူဖြစ်တယ်ဆိုတာကိုလူချင်းမင်းများသတိပြုမိရင်သိကြပါလိမ့်မယ်သူ့ကိုယ်သူစုံတော့ရဲ့လူကြောင့်ညာပြီးဆိုင်းပုတ်ကလေးနဲ့ပါနဲ့လှုပ်လိုက်တော့အမှုကလေးနည်းနည်းပါးပါးရလာတော့ခင်ဗျာသူ့ရွယ်ချက်ကတော့အမှုရဖို့မဟုတ်ပါဘူးရှေ့အတွက်မျောပြီးပြင်ဆင်ထားခြင်းများသာဖြစ်ပါတယ်တော်ကြလို့ဝါသုံးလုံးလူတက်မှုတခုပေါ်လာတော့တရင်စာလိုက်တိုက်ကသူ့ကိုဝါသုံးလုံးတရင်ကောင်းကောင်းရေးပြီးဖို့စိတ်ခမ်းရမှာ သူကစိတ်တက်ရိုက်တဲ့ဆုံတော့ဆိုပြီးလက်နက်ကိုမြင်ရုံနဲ့တရေကန်ဟာဘယ်လိုလူပုံမှန်လဲဆိုတာကိုပြောပြနေတာကိုခမပြောနိုင်မှာပေါ့ခမတရေကန်ဟာကသူခိုင်းထားတဲ့လူပဲကိုဒီတော့ဘယ်နေရာသွားဖမ်းချေလို့သူကပြောလိုက်ရင်တန်းကနေတန်းကနေမိမိလာတော့တာပဲဒီတော့ကိုတောင်းတန်ရဲ့နာမည်ဟာဘာသုံးလုံးမှုနဲ့ပတ်သက်တယ်များမှာဖြင့်နေချင်းကြချင်းတိုးတက်လာခဲ့တာကိုခမဘာသုံးလုံးကငွေညစ်တောင်းတဲ့အမှုတိုင်းလိုလိုသူ့စီရောက်တော့တာပဲသူကလည်းပြေးတာပြေးလိုက် နောက်တော့ငွေပြန်ရအောင်လိုက်ပေးမယ်ဆိုပြီးတွင်တွင်ကြီးလော်ပေးနေတာကိုခမရတောင်းသူကလည်းသူစုံတော့ကလည်းသူပဲဖြစ်နေလေတော့တိတ်ပွားနေတာကိုရလိုက်တဲ့ငွေတွေတောက်တောက်လဲနေတော့တာပဲလူပုံလူပန်းကလည်းလူကြီးမင်းများမြင်တဲ့အတိုင်းဖြက်ဖြက်လက်လက်တွတ်တွတ်လက်လက်ချက်ချက်ချာချာဆိုတော့သူ့မှားတဲ့လူတိုင်းတိတ်ပြီးကျင်းနဲ့အားရနေကြတာပဲပြီးတော့ကလည်းတောင်းတဲ့ငွေကိုမပေးရင်သူကတက်တဲ့အခါကျတော့လေသူကိုယ်ရင်ကနေရောညရောစုံတော့လုပ်ပြီးစောင့်ကြနေတာဖြစ်လေတော့ သူ့လူလူတက်ဖို့တိတ်လွယ်နေတာကိုခမသူကိုယ်တိုင်တက်တဲ့အလှည့်မှာတက်လူငါးပြီးစောင့်နေစီပြီးမှသူကိုယ်တိုင်သွားခေါ်လို့ခေါ်တိတ်ပြီးနေရကြနေတာကိုခမသူကြောက်လောက်အောင်ဟာသူကဝင်မပြေးတဲ့လူတိုင်းလူလူတက်ပြစ်တာပဲဒါကြောင့်သူတောင်းရင်မပြေးပဲနေဝန်းတဲ့သူခက်ရှားရှားဖြစ်နေတော့လာကိုခမထိုအခါဝင်းကြီးချုပ်တယောက်ကဥထုံးတင်တက်ပုံပြော့ပြကြမှာအိုးစင်စစ်တော့ဥထုံးတင်ဟာငွေပေးပြီးတဲ့နောက်ဝါသုံးလုံးအကြောင်းပေါ်ပေါက်အောင်ထောက်လန်းရမှာကတ္တမြို့ရောက်သွားပြီးဘိုးဝရေဝါသုံးလုံးရဲ့ ိုတောင်းတန်ရဲ့တယောက်တည်းဖြစ်နေကြောင်းသိလာတော့ကိုတောင်းတန်ကရိတ်မိလို့တက်ပြစ်လိုက်တာပါပဲ။ခုညကဒီလိုခမညာဝန်ကလေးကိုတယ်လီဖုန်းနဲ့ပြောပြမယ်လို့တယ်လီဖုန်းနဲ့ဆက်ထားတယ်။ကျွန်တော်နဲ့ကိုတောင်းတန်တို့ကိုလည်းနှုတ်ဖြင့်ပြောပြဖို့စီစဉ်ထားတယ်။နောက်တော့ဝန်ကလေးကိုပထမပြောမယ်ဆိုပြီးကျွန်တော်တို့ကိုအခန်းပြင်ဘက်နင်ထုတ်တော့ကျွန်တော်ကရှေ့ကထွက်မိပြီတဲ့ကျွန်တော်စိတ်ထဲမှာဒီလောက်တော့နီနီကက်ကက်ကြီးတော့မလုံးဝမပြီးဘူးလို့အောင်းမိပြီးစိတ်ချလက်ချဆိုသလိုရှေ့ကထွက်လာမိပြီတဲ့ ်ကျွန်တော်မျက်နှာလွှဲလွှဲခြင်းနှလုံးသားချိန်ပြီးတစ်ချက်တည်းနဲ့အသက်ထွက်အောင် ထိုးတက်လိုက်တော့တာကိုခမညာတကပောက်ရောက်တော့သူကရက်ပြီးစကားပြောနေတော့လေဟန်လုတာတက်တက်ရှိတော့လေဦးထွန်းနေကတော့တည်နေပြီခမညာရေးလေရေစွန့်လေစွန့်နေလူပါပဲဗျာဒါထက်လက်ဤကောဗျာဒါကတော့အကြောင်းကြည့်ရင်ခင်စင်ကြီးပေါ်လွှဲချရအောင်တမင်စင်ထားတာထင်ပါရဲ့ဗျာခင်စင်ကြီးကလည်းသူ့မာတဲ့အတိုင်းတွားဆောင်နေသေးတယ်နောက်တော့ဘာကြောင့်လဲမမီး တောက်တော်သူ့ကြံကိုကျမမတင်ခါတာနဲ့လှည့်ပြန်လာခဲ့ပါလေဖြစ်ဖြစ်။ဒါဖြင့်ဟိုနေ့ကဥကြောက်ခဲလန့်သွားတာဟာကိုတောင်းတန်ကိုမြင်လိုက်ရလို့ဖြစ်မှာပေါ့နော်ဦး။အစ်စ်ပေါ့လန့်ဆိုဒီလိုကိုကတမာတုံးကဥကြောက်ခဲကဘဝခေါ်ကိုတောင်းတန်ကိုတစ္ဆာဖောက်ခဲ့မှုတဲ့အပြင်လူတယောက်ယောက်ကိုတတ်ဖို့ဦးမလေးတဲ့အကြောင်းတသက်ဖြစ်နေတာ။အခန်းထဲမှာလက်ထိတ်ခတ်တာပုံ ပြောပြကြမ်းပါဦး။ဒါကတော့ကျွန်တော်တို့အစတုန်းကယုံကြည်မိသေးတယ်လို့ဖြစ်သွားမိသေးတယ်ခင်ဗျာ။ နောက်တော့ဘယ်ဟုတ်မလဲမောင်မင်းကြီးသားကသူ့ကိုယ်သူလက်ထိတ်ခဲ့ပြီးမိစေးပေးထားတာကိုခင်ဗျာဒါလည်းကျွန်တော်တယောက်တည်းဆိုရင်မသိနိုင်ပါဘူးမိမိကိုဗီဒီယိုလေးတွင်းထားပြီးစောင့်ကြည့်ခိုင်းလို့တော့ကျွန်တော်သိရပါတယ်ငွေစက်ကူတွေကိုတော့စားတိုက်ပုံနဲ့ထည့်လိုက်ပြီးစားအိမ်မှာသူ့အိမ်ပို့ဖို့လိတ်တက်ထားလေတော့စားဖို့ကလာကချက်ချင်းသိမ်းသွားတာကိုကျွန်တော်လူတွေကတော့မြင်လိုက်ရသေးတာပဲခင်ဗျာစားတိုက်ပုံကဘယ်မှာလဲဒီလူကအင်မတန်ထွေတဲ့လူခင်ဗျာ သူ့ခန်းထဲကနေပြီးရေတရောင်းနဲ့ရှော့ချလိုက်ရင်စာဘူးနဲ့ရောက်သွားလေတော့ကလားကိုပိုက်ဆံပေးပြီးသူ့စာတွေကိုအတင်းခိုင်းနေခမညာဒါဆိုကျုပ်တို့ဖန်သားရေးဝင်းကြီးချုပ်ဟောင်းကောသူကတော့ကိုတောင်းတန်ကကလကအတွင်းအနေဓမြောင်နဲ့စောင့်နေပြီးရင်ဝချိန်ထိုးလိုက်တာမိမိကဝင်းကြီးချုပ်ကိုတွန့်ဖယ်လိုက်လို့နှလုံးသားလွတ်ပြီးအသက်ချမ်းသာရရတာကိုခမညာဓမြောင်ကောဘယ်သူဟာလဲဝင်းကြီးချုပ်အိမ်ကိုကိုတောင်းတန်ရောက်စဉ်ကခိုးယူလာခဲ့တဲ့ဓမြောင်ခမညာဒါကလည်းမိမိကိုထင်အောင်ထင်မှားဖြစ်အောင်စီမံထားတဲ့အလုပ်ပဲခမညာ ရှင်းလင်းလာများချင်ရင်အမိန့်ရှိကြပါဦးတော်ပါပြီဥလူတော်ကျုပ်တို့ကျင်းနေပါပြီဓာတ်တဲ့ဥလူတော်ရဲ့တမိကိုဖိန်နီးနဲ့ကျုပ်တို့ချီးမြှင့်ရမလဲလို့စဉ်းစားနေကြတယ်ကျွန်ညာထားတဲ့စုငွေ9000ကျပ်ကိုတော့သူရဖို့ပေါ့လေတို့တော့ဒီလောက်မှကကျုပ်တို့ကချိမြင့်နေနေတယ်ထိုခါတွင် မောင်ညုံဦးကဒီအတွက်ကိစ္စမရှိပါဘူးဝန်ကြီးချုပ်မင်းကျွန်တော်နဲ့ဟိုလက်ထပ်ကြတော့မှာပါ လွတ်ကနေပြောမိပြောရာပြောလိုက်မိလေရာလွန်ခဲ့သောအခါမှလွန်ပြီးသောအခါမှတတိယ၍ရှစ်ကိုးရှစ်ကံဖြစ်နေရသည်တို့ရတွင်ဝန်ကြီးချုပ်များမှငရာကကြီးလာခဲ့သူများဖြစ်သောကြောင့်အကြောင်းရှင်းရာကိုရိပ်မိကြသည့်အပြင်မိမိတို့အေးပေးလိုသောမိန်းကလေး၏ခင်မွန်းတယ်လောင်းဆိုသောကြောင့်ပြုံးပြမြပြုံးနေကြလေ၏တို့ကဥဒူတော်ကတမိဘက်သို့လှည့်၍လက်ထက်ကြတော်မည်ဆိုဟုတ်ကဲ့လားမိမိတို့ကတမိဖြစ်သူက ကျမကိုယ်တော့သူဘာမှမပြောဘူးသေးဘူးဖြစ်ပြီ တို့တော်လေးဟိုကောင်းဟုတ်လိမ့်မယ်ထင်ပါရဲ့ဖေဖေထို့ကားဥဒူတော်ကပြုံးရည်လေးအဖြစ်တော်တော်လေးဒီလေးမျိုးတွေခင်းစင်ရင်မဟုတ်တော့ဘူးမိမိပြန်ဖြစ်လာပြီဒီနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုလေးကိုအချိန်ပေးပြီးနာတော်တာအချိန်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဂျင်းသူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့တလုံးတော်အပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ